တင်ပြတဲ့များအလုံးမဲမင်္ဂလာပါရှင်ကျမတို့သတင်းချန်နယ်တွေကနေပြီးတော့ဒီကနေ့ match လ25ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရခန့်အပါရရှင်ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြမတက်တဲကိုကြော်လွှားရန်ရွှေကောက်ပွဲအရေးကြီးဟုဦးကုကိုကြီးပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လရှိဖြစ်ပေါ်နေတဲ့ပဏိပခါတွေကိုကြော်လွားနိုင်ရန်အတွက်ရွှေကောက်ပွဲအရေးကြီးကြောင့် ပြည်သူ့ပါတီဥက္ကဋ္ဌဦးကုကိုကြီးဟာနေပြည်တော်တွင်ကျင်းပနေတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ပြောဆိုလိုက်ပါတယ်။စစ်ကောင်စီကနေပြည်တော်မြန်မာပြည်ပြည်ဆိုင်ရာ Convention ဖို့ဌာန MICC2 မှာမလ24ရက်မှစ၍ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပနေခြင်းဖြစ်ပါတယ်။ဦးကုကိုကြီးဟာလက်ရှိနိုင်ငံမှာဖြစ်နေတဲ့ပဏိပက္ခတွေကိုကြော်လွှားနိုင်မှုအတွက်ရွေးကောက်ပွဲကအရေးကြီးလာပါတယ်။ဒါကြောင့်လဲရွေးကောက်ပွဲမှာနိုင်ငံရေးပါတီတွေရဲ့အခမ်းအနား နောက်ပြီးကျွန်တော်တို့ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုအရိကိစ္စတွေကိုလည်းဆွေးနွေးသွားမှာဖြစ်ပါတယ်။အများရန်ကျွန်တော်တို့ကတွေးဆဆွေးနွေးပြီးဖြည့်ရှင်းမယ်ဆိုတဲ့ယုံကြည်မှုခံမှာတည်း၍ကျွန်တော်တို့ငြိမ်းချမ်းရင်းမျှော်လင့်ချက်အားကောင်းနေမယ်လို့ဆိုပါတယ်။ဆွေးနွေးပွဲကိုမလ24ရက်မှမလ26ရက်ထိတုံ့ရတာကျင်းပမည်ဖြစ်ပြီးပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုချင်းစစ်ကောင်စီဝန်ကြီးဟောင်းဒေါ်တသက်ခိုင်ဒေါ်ညညိုသိန်းဦးလာမောင်ရွှေကရင်မျိုးသားအစည်းအရုံး KNU KNL PC ကဒေါက်တာနော်ကပေါ်သူ ရခိုင်ပြည်လူမျိုးရေးပါတီ ALP ပါတီမှဒေါ်စောများရစာလင်းတို့အပါအဝင် စစ်ကောင်စီနဲ့ရှင်းနေသူများတက်ရောက်ခဲ့ကြကြောင်းသိရပါဗျ။နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်ရှင်းမြောင်းတန့်ရှင်းလုပ်နေတဲ့မြန်မာအလုပ်သမားနှစ်ဦးဒဏ်လိုက်သေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံဗန်ကောက်မြို့ဘန်ဆူမြို့နယ်ပါရချူလမ်းမကြီးဆွဲ30ခွန်အနီးရှေးမြောင်းတန်ရှင်ရေလုတ်တဲ့မြမအလုတ်တမနှစ်ဦးမြောင်းလိုက်ကိုတွင်ဓာတ်လိုက်သေဆုံးသွားကြောင်းထိုင်းရောက်မြမအလုတ်တမကိုအကူအညီပေးနေတဲ့ AC မဟာမိတ်ဖွဲ့မှဒါရိုက်တာဦးလာခိုင်ကပြောကြားပါရတယ်။ ရှမန်နေမလ24ရက်နေ့ည7:50မိနစ်ခန့်ချိန်ဘန်ကောက်မြို့တွင်ရေမြောင်းတန့်ရှင်ပြုလုပ်နေစဉ်တွင်ဒလိုက်တည်ဆုံသွားခြင်းဖြစ်ပြီးတည်ဆုံသူများမှာအသက်35နှစ်အရွယ်ကိုလင်းနိုင်နဲ့အသက်30အရွယ်ကိုမင်းလွင်ဝင်းတို့ဖြစ်ကြကြောင်းသိရပါသည်။အဓိကမေးချင်လိုက်တဲ့အခါတယောက်ကအမိုယူနဲ့လာတာတယောက်ကထိုင်းမှာရောက်နေတာကြားပြီး အောက်ဆီဂျင်ပြက်လက်တဲ့နေရာမှာမီးလျှော့လိုက်ပြီးသေသွားတာလုံခြုံရေးအားနည်းတာပေါ့ထိုင်းဥပဒေအရသေဆုံးရင် passport ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေနင်နာကြေးလက်ခံမဲ့သူကမိသားစုဝင်ဖြစ်မယ်အဖေအမေဒါမှမဟုတ်သကောင်စင်းတူရင်ထိုင်းဥပဒေအရရော်ကျေးဘတ်9800ပေးရမယ်လို့ကြေညာထားတယ်။သေချာတာနင်နာကြေးပေးဖို့ပေးရမယ်လို့ AAC မဟာမိတ်ဖွဲ့ဒါရိုက်တာဦးလာခိုင်ကပြောပြပါရယ်။ရှနေရီမူသေဆုံးသူတွေရဲ့ရုပ်အလောင်းတွားရောက်ထုတ်ယူရန်စီစဉ်နေပြီးနိနာကျင်းရရှိရေးဆက်လက်လှုပ်ဆောင်သွားကြမည်ဖြစ်ကြောင် အကယ်၍နိနာကျေးပေးရန်အလုံရှင်အားနှောင့်နှေးကြမ်းကြနေပါကထိုင်းဥရေတိုင်းဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရပါသည်ထို့ပြင်မလ15ရက်နေ့ကလည်းဗန်ကောက်မြို့ဖလန်ဆောင်အဝေးပြေးလမ်းပြိုကျမှုကြောင့်မြန်မာလေးဦးနဲ့ထိုင်းနိုင်ငံသား2ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ်မှာထိုင်းနိုင်ငံသား2ဦးသေဆုံးမှုအတွက်သက်ဆိုင်ရာကုမ္ပဏီကရောကြေးပေးခဲ့ပေမယ့်လက်ရှိချိန်တွင်မြန်မာနိုင်ငံသား4ဦးသေဆုံးမှုအတွက်ရောကြေးမရရှိသေးကြောင်း နင်းနာခြင်းရရှိရေးအတွက်မိသားစုဝင်များနဲ့အတူလိုင်းလံကူညီဆောင်ရွက်ပေးနေကြောင်း AC မဟာမိတ်အဖွဲ့ဒါရိုက်တာဦးလာခိုင်ကပြောဆိုပါရယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့လာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်ရေးလုံခြုံရေးစုမှုရေးဆောင်ရွက်ရန်အကြံပတ်မင်းအောင်လိုင်ပြောပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယခုလာမယ့်ဒီဇင်ဘာလမှာရွေးကောက်ပွဲကျင်းပနိုင်ရင်လုံခြုံရေးစိုးမိုးရန်စနစ်တကျဆောင်ရွက်ရန်အစံမတ်မင်းအောင်လိုင်ကပြောဆိုပြန်ပါတယ် ဂျမန်နီနေပြည်တော်တွင်ပြုလုပ်သောအမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာအကြမ်းမတ်မြောက်လိုင်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါသည်။လာမယ့်ဒီဇင်ဘာလအတွင်းပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်ရန်တိုင်းနယ်ပြည်နယ်အလိုက်လုံခြုံရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်ကြရန်လိုကြောင်းအကြမ်းမတ်စစ်ကောင်ဆောင်ကထုတ်ပေါ်ပြောဆိုပါသည်။ ထို့ပြင်နိုင်ငံတနိုင်ငံရဲ့နိုင်ငံရေးအင်အားစီးပွားရေးအင်အားနဲ့ကာကွယ်ရေးအင်အားများကောင်းမွန်ရန်အတွက်လုံတင်လုံထိုက်တဲ့လုပ်ငန်းတွေကိုရရဝုံဝင်ဆောင်ရွက်ကြရန်လည်းအကြံပတ်မြောက်လိုင်းကပြောဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကမှလက်ရှိနိုင်ငံ၏တဝက်ကျော်ကိုဒေါ်လာတပ်ဝက်များနဲ့တိုင်းသားဒေါ်လာတပ်များကထိန်းချုပ်သိမ်းပိုက်ထားကြောင်းတရားဝင်ထုတ်ပြန်ကြေညာထားပါရယ် ရန်ကုန်မှာအခြေဆိုင်2020ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ရှန်တိုင်နာလွတ်တော်ကိုယ်စားလှယ်လောင်တူကမှုစစ်ကောင်းဆောင်ကရွေးကောက်ပွဲကျင်းပရန်မကြာခဏထုတ်ပေါ်ပြောဆိုနေတော်လဲလက်တွေ့မှာလုံခြုံရေးအခြေအနေအရအလုံးရှုပ်ထွေးနေကြောင်းတပီလုံးအတိုင်းတာဖြင့်ရွေးကောက်ပွဲလုံနိုင်မည်မဟုတ်ပဲစစ်တပ်ကလုံခြုံရေးစိုးမိုးတဲ့ဒေသများကိုအပိုင်းလိုက်ရွေးကောက်ပွဲပြုလုပ်၍အမိကန်လွှတ်တော်နဲ့အမိကန်အစိုးရဖွဲ့စည်းမည်အစီအနေဟုယူဆကြောင်းသုံးသပ်ပြောဆိုပါရယ် ူကရွေးကောက်ပွဲလုံးမဲ့သားပြောနေတာတကယ်ရွေးကောက်ပွဲဖြစ်ဖို့ကလည်းခက်ပါတယ်။ခက်နေတာယူအတင်းတွန်းလို့ရင်လည်းတပြီလုံးရွေးကောက်ပွဲမဖြစ်နိုင်ဘူး။မြေကမတရွေးကောက်ပွဲပဲဖြစ်မယ်။ဒီရွေးကောက်ပွဲပေါ်လာမဲ့အစိုးရကလည်းစစ်တပ်ကချုပ်ကင်ထားမဲ့အစိုးရပဲပေါ်လာမှာပါ။အဲ့တော့ပြောချင်တာကလက်ရှိစစ်တပ်ကပဲကြီးစိုးအုပ်ချုပ်မဲ့အယတားမြေကအစိုးရတက်လာမဲ့သဘောလို့ပြောလို့ရတယ်။ရွေးကောက်ပွဲကျင်းပပြီးနောက်စစ်ကောင်းဆောင်မရောက်လိုက်အနေဖြင့်တမန်ရာဖြစ်တာဝန်ထမ်းဆောင်နိုင်ွယ်ရှိကြောင်းလည်းသုံးသပ်ပြောဆိုပါရယ်။ လက်ရှိစစ်ကောင်ဆောင်ကတော့စန်းခိုင်ရေးပါတီဘက်ကဖြစ်ဖြစ်တမတော်သားလွှတ်တော်ကိုယ်စားလှယ်ဘက်ကဖြစ်ဖြစ်ဒုတိယသမရလောင်းဖြစ်အမြင့်ဆင်းတင်သွင်းပြီးသမရတက်လုံနိုင်တယ်လို့ကျွန်တော်တို့ယူဆပါတယ်သူပါကျင်လို့လှုပ်ချင်လို့ကိုဒီအခင်းချင်းကိုဖဏိထားတာပဲလေဟု၎င်းကပြောဆိုပါရယ်စကောင်းဆောင်မင်းအောင်လိုင်းက2020ရွေးကောက်ပွဲမှာမဲမတ်တမမှုရှိသည်ဟုဆိုက2021ခုနှစ်ဖေဖော်ဝါရီလူလူရွေးကောက်တင်းမြောက်ထားတဲ့အစိုးရကောင်းဆောင်များကိုဖမ်းဆီးပြီးမတရားစစ်အာဏာသိမ်းခဲ့ခြင်းဖြစ်ပါရယ် နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့အမြောက်တပ်အနီးသို့တက်ဆုံလာသည့်စစ်ကြောင်းကို လေကြောင်းမှမှောင်ရင်ဖုံးကျဲ၍စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးမှုများပြားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေရီတိုင်းဟင်္ဒရာခရိုင်အင်ကပူမြို့နယ်ကွင်းကောက်ဘတ်ချံပန်တော်ကြီးကျင်းရွာတို့တက်ဆုတ်လာသည့်စစ်ကောင်စီစစ်ကြောင်းကိုလေကြောင်းမှမောင်းရင်ဘုံကျဲခဲ့ကြောင်းသိရပါဗျ။ ပန်းတော်ကြီးကျင်းရွာဘောလုံးကွင်းအနီးတက်ဆုံလာတဲ့စစ်ကြောင်းကိုရမန်နီမလ24ရက်နေ့တွင်စစ်ကောင်စီကလေကြောင်းမှဘုံမှကျဲမိသဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင်ဒေသုံမှုများပြားခဲ့ကြောင်းဒေသတင်ရှင်းပြချက်မှသိရပါသည်တက်ဆုံလာတဲ့စစ်ကြောင်းကိုလေကြောင်းကမှားကျဲတာစစ်ကြောင်းတစ်ခုလုံးနေပါသေးသွားတယ်အမြောက်တက်ဆုလို့တော့ပြောတယ်ဟုဒေသတင်ရှင်းပြကပြောပါတယ်ညောင်ဆန်းအမြောက်တပ်3လေးရဲ့အတိကအမြောက်တပ်စုကတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြောက်ဆန်းအမြောက်တပ်အနေဖြင့်တရွာချင်းတက်ဆုပ်လာရပြီးရမန်နေကပန်းတော်ကြီးရွာဘောလုံးကွင်းတွင်အခြေပြုတက်ဆွဲလိုက်ကြောင်းသိရပါသည်တက်ဆုပ်လာတဲ့အမြောက်တပ်စုကိုတော်လိုင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုင်းနေရစစ်ကောင်စီကလေကြောင်းမှ ပုံကျဲခုခံနေပြီး၎င်းတို့စစ်ကြောင်းကိုမှောင်ရင်ပုံကျဲချမိကြောင်းလည်းသိရပါသည်အရိဘကလက်ရှိမှာဖုန်းလိုင်းတွေပြတ်နေပြီးလိုင်းသိချမရဘူးဖြစ်နေတာစစ်ကြောင်းမို့လင်းရအမှားပြီးပုံကျဲမိတာအတော်သေးတယ်။တေတာတော့တေကြတယ်။အရေးအတွက်အတိအကျကတော့ ဖုန်းလိုင်းများတဲ့အတွက်စုံစမ်းနေရုံပဲလို့ဗိုလ်ကြီးစင်ရောက်ကအတည်ပြုပြောကြားပါရယ်စစ်ကောင်စီရဲ့အမြောက်တပ်သားမကစကန်းငယ်တက်ချို့၊ကွင်းကလေး၊ရွှေလောင်းချင်းကျွော်မှခွေးပင်တောင်နဲ့မကြီးကုန်းကျွော်များထိတက်ဆုပ်ပြီးစာတင်ကျောင်းများတွင် အခြေပြုနေထိုင်နေကြောင်းသိရပါရယ်အမြောက်တပ်နဲ့ကလျက်စစ်ကောင်စီရဲ့တရားကုန်းမြင့်စကန်းကိုတော်လန်ပူပေါင်းတပ်များလာရောက်တိုက်ခိုက်မှုကိုစိုးရိမ်နေရပြီးခံစစ်ပြင်ဆင်နေကြောင်းသိရပါရယ် လက်ရှိမှာရခိုင်ရိုးမအစက်နဲ့ရေကြည်လေးမျက်နှာမျိုးကြားတိုက်ပွဲများပြင်းထန်လာ၍ဒေသခံများငတိုင်းချောင်းမျိုးပေါ်နှင့်ရေကြည်မျိုးများအတွင်သို့စစ်ပေးရှောင်ထွက်ပြေးနေရကြောင်းဒေသခံများထံမှသိရပါသည်။နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်သတင်းကတော့ရှေးပြူရှေးတဝက်လမ်းတွင်လမ်းကင်းထွက်လာသောစစ်ကြောင်းကိုတိုက်ခိုက်မှုဗိုလ်မှူးတပ်ပါဝင် စစ်သား20ကျော်သေဆုံးပြီး RPG တလက်ပါဝင်လက်နက်5လက်သိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းတဝဲခရိုင်ရှေးဖြူမြို့နယ်အမရှိပြည်အောင်စုလမ်းတွင်လမ်းကင်းထွက်လာသောစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာဗိုလ်မှူးတပါဝင်စစ်သား20ကျော်သေဆုံးပြီး RPG တလက်ပါဝင်လက်နက်5လက်သိမ်းဆည်းရရှိခဲ့ကြောင်းဒူရကောင်စစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောကြားပါသည် ရမန်နေမလာ24ရက်နေ့နနက်9:00နာရီချိန်ခန့်တွင် ရေပြူမျိုးနှင့်ညင်းထွေးရွာနှင့်ကြောက်ကညာရွာကြားရေတဝဲအမှတ်ရှိပြည်အောင်စုလမ်းမကြီးတစ်လျှောက်တွင်လမ်းကင်းထွက်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုဒူရကစစ်ကြောင်း၏ရဲဘော်များကကြားပြတ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ထို့သောပြစ်ခတ်တိုက်ခိုက်မှုတွင်ဗိုလ်မှူးအဆင့်ရှိသူတို့ပါဝင်စစ်သား20ကျော်သေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိက RPG7 အမျိုးအစားလက်နက်တစ်လက် MA4 အမျိုးအစားတပ်နက်တစ်လက် MA3 အမျိုးအစားတပ်နက်တစ်လက် MA1 အမျိုးအစားတပ်နက်နှစ်လက်နဲ့ဆက်ဆက်ပစ္စည်းအကျိုးသိမ်းဆည်းရရှိခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးပြစ်ကူအများပြားနှင့်ပါရာမိုတာတစ်စီးဖြင့်ပြစ်ကူပေးခဲ့ကြောင်းသိရပါသည် အင်အား150ရာနေနေရာနီးပါးရှိတဲ့အာမတ33ညာလေးကြောက်ကညာအမြောက်တက်ကနေလက်နေချင်းနဲ့ပြစ်ကူပေးသလိုဒဝယ်မျိုးဘက်ကနေစစ်တပ်လေဒီတက်လာပြီးပြစ်ကူပင်တိုက်ခိုက်ခဲ့ပါတယ်လို့ဒူရကစစ်ကြောင်မှတာဝန်ရှိသူတို့ကပြောကြားပါတယ်။အစုံမတိုက်ခိုက်မှုကိုဒဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒူရကစစ်ကြောင်ဦးဆောင်မှုဖြင့်ရှေးပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့မှပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးရှေ့ပေါ်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ တနိုင်ငံလုံးတိုင်းတာအဖြစ်စီးရီးများအားအရှင်ယုံတိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်ပြည်သူများနေဖြင့်စီးရီးအထူးသတိပြုသွားလာနေတိုင်းကြပါရန်နှင့်တနင်္သာရီတိုင်းအတွင်းစစ်ကောင်စီတပ်မှအချိန်မီလေးချောင်းအုံပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့်လေချောင်းရံကောက်ကွေးနှင့်ပတ်သက်တဲ့သတင်းချက်လက်တွေကိုလိုက်နာကြရန်မြစ်တာရက်ခံတိုက်တွန်းထားပါရယ်တော်လိုင်းနဲ့စီးရီးအချိန်မြင့်လာသည့်နှင့်အမျှ ပြည်သူ့ဘက်အမတ်တရားဘက်ရက်တိလိုတဲ့စစ်ကောင်စီတပ်ဗမာစစ်သည်တော်များရက်တပ်ဖွဲ့ဝင်များအနေဖြင့်ပြည်သူ့ရှင်ွယ်ခိုလုံ၍အ мян ဆုံးပူးပေါင်းပေးရန်တိုက်တွန်းဖိတ်ခေါ်ထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်တင်ကတော့စစ်ကောင်စီစစ်မနိုင်တော့ဟုထိုင်းလွတ်တော်ရဲ့နယ်စပ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချက်၅ချက်ဖြင့်ပေါမောက်ခတောက်တာဇက်ချရီအာဘူဇာမှတ်ချက်ပြုဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံတဝန်းဖြစ်ပွားနေတဲ့တိုက်ပွဲများမှာမြန်မာစစ်တပ်ကစစ်နိုင်မရတော့ကြောင်းထိုင်းလွတ်တော်ရင်ပြုလုပ်ခဲ့တဲ့နေဆက်လုံကြုံရေးဆိုင်ရာဆွေးနွေးပွဲမှာအချက်၅ချက်ဖြင့်ပါမော့ခေါဒေါက်တာဇက်ချရီအပူစားကအမေရိကန်ပြည်ထောင်စုဝါရှင်တန်ဒီစီအခြေဆိုင် National War College မှာပါမော့ခေါဒူဖြစ်ပြီးမလ22ရက်မှမလ23ရက်နေ့ထိထိုင်းလွတ်တော်ရင်ကျင်းပခဲ့သော တည်ထောင်ခိုင်မြဲသောညီဝင်ချင်းနှင့်လုံခြုံရေးတိုးတက်အောင်မြင်စေခြင်းထိုင်းနှင့်အာဆီယံ၏နေဆက်တည်ငြိမ်မှုနှင့်ဒီမိုကရေစီတို့အဖွဲ့အစည်းတည်ဆောက်ရေးလမ်းကြောင်းဆွေးနွေးပွဲမှာ၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါသည်မြန်မာစစ်တပ်အနေနဲ့ယခုတိုက်နေတဲ့စစ်ပွဲကိုအနိုင်ရမည်မဟုတ်ကြောင်းမနိုင်နိုင်သည့်စစ်ပွဲကိုအလွန်ကျွံတိုက်နေခြင်းဖြစ်ပြီးအဆိုပါလုံရကြောင်းတနိုင်ငံလုံးကို၎င်းတို့နဲ့တူဆွဲချနေခြင်းဖြစ်ကြောင်းစစ်တပ်နေဖြင့်အနိုင်မရနိုင်သည့်စစ်ဖြစ်သည်ကိုအထောက်အထားငါးချက်ကပြဆိုနေကြောင်း၎င်းကပြောဆိုထားပါသည် ပထမချက်အနေနဲ့မြန်မာစစ်တပ်ကနိုင်ငံအနှံ့အပြားကျဲပြန့်များပြားစွာစစ်မျက်နှာဖွင့်ပြီးတပ်ဖြန့်ထားရကြောင်းဒုတိယအနေဖြင့်လူဝင်ရပြက်လက်မှုစုစုံရွရွရင်ဆိုင်နေရပြီးမြို့သူအရှိန်ဟုန်ပြင်းပြင်းဖြင့်ပြည်ထနာကိုကန့်တွဲရန်ကြိုးစားစေကောင်းမှုဖြည့်ရှင်းနိုင်မဟုတ်ကြောင်းထို့ပြင်စစ်တပ်၏ထောက်ပံ့ပို့ဆောင်ရေးကိုရံများပြိုပြက်နေကြောင်းမြန်မာစစ်တပ်မှရခင်ကတပ်စခန်းပေါင်း900ကျော်ဖြင့်တိုင်းပြည်ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း လက်ရှိအခြေအနေအရအစိုးရစစ်တပ်တပ်စခန်းအများပြားကို ပြန်လည်ထောက်ပံ့ခြင်းသို့မဟုတ်ပြန်လည်လက်နက်တပ်ဆင်ခြင်းမပြုနိုင်ကြောင်းထောက်ပံ့ရေးလိုင်းများဖျက်တောက်ခံရပြီးအစိုးရစစ်တပ်စခန်းများကိုထိန်းထားနိုင်ရန်လုံလောက်သည့်လေကြောင်းနှင့်တရုတ်ပို့ဆောင်ရဟရင်အရေးတွက်လည်းမလုံလောက်ကြောင်းသိရှိရပါသည်။စရုပ်ထအနေနဲ့စစ်တပ်အတွက်အရေးကြီးဆုံးဖြစ်တဲ့ကာကွယ်ပစ္စည်းစက်ရုံ24ခုရှိပြီးရခိုင်တပ်တော်အေးနဲ့မဟာမိတ်တော်လှန်ရေးများက ရင်းစက်ရုံများနဲ့ဤသည့်ထပ်ပုံဤအောင်ဝင်ရောက်လာနေကြောင်းအဆိုပါစက်ရုံများကိုတိုက်ခိုက်သိမ်းပိုက်ရန်မလိုအပ်ပေထောက်ပံ့ရေးဖြတ်တောက်နိုင်ကြောင်း၎င်းကဆိုပါရယ်ထို့ပြင်မြန်မာစစ်တပ်တွင်မငြိမ်းမှုများမှာနှရှမ်းပြီးကွဲထွက်နေကြကြောင်းမြန်မာစစ်တပ်တွင်လေးချောင်းအားသာချက်ရှိတော်လဲစီးရည်ရွယ်ချက်အတွက်မတုံးမဲအရန်သားပြည်သူများထိခိုက်စေရန်ကြောက်ရွံ့စေရန်လှုံ့ဆော်လျက်ရှိကြောင်းသိရပါရယ် စစ်ကောင်စီရဲ့အနေနဲ့အရင်မြင့်များဆုံးရှုံးလာနေပြီး အစိုးရဆုံးရှုံးမှုများကိုပြန်လည်ဖြည့်ဆည်းရန်တခြားဝင်ငွေအရင်မြင့်များမရှိတော့ကြောင်းရင်းစင်းတွေကိုဖြစ်လာစေခြင်းကမြန်မာစစ်တပ်ကိုယ်တိုင်ဖြစ်ပြီးစစ်တပ်ရဲ့ရက်ဆက်စံကြုတ်တဲ့လုပ်ရက်များကမြန်မာစီဝါရေးကိုဖျက်ဆီးလိုက်ကြောင်းရခိုင်စစ်တပ်တွင်ဝင်ငွေရရှိနိုင်သည့်အရင်မြင့်များစွာရှိပြီးယခုခါတွင်မူအစိုးရအရင်မြင့်များပျောက်ဆုံးသွားကြောင်း၎င်းကထောက်ပြပြောဆိုသွားပါသည် ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်